ချန်ပီယံလိပြိုင်ပွဲတစ်ချင်းစာယူရိုပါလိပြိုင်ပွဲတစ်ချင်းမှာဖွင့်ခဲ့တဲ့အက်စတွန်ဗီလာနဲ့ PSG ပွဲ မရီယန်ကကစားခဲ့တဲ့ချန်ပီယံလိကွာတာဖိုင်နယ်ဒုတိယကျောပွဲစဉ်မှာအက်စတွန်ဗီလာတင်းက PSG ကို3-0ကိုနဲ့အနိုင်ရခဲ့တဲ့ပွဲမစတင်ခင်အချိန်မှာဗီလာတင်းတာဝန်ရှိသူတွေကအမှားရင်းတစ်ခုကိုပြုတ်လုခဲ့ပါတယ်သူတို့ပြုတ်လုခဲ့တဲ့အမှားရင်းကပရိသတ်4000ကျော်လာရောက်ကြည့်ရှုနေတဲ့ကွင်းထဲမှာမှားရင်းခဲ့တဲ့အပြင်ဒီပွဲကိုရုတ်တံကလည်းဒီကမ္ဘာလုံးကပရိသတ်တွေကကြည့်နေတာကြောင့်အဆက်ရောက်ပွဲဖြစ်ခဲ့ပါတယ်ပွဲမစတင်မီအချိန် ဘာမင်ဂမ်မြို့ကဘီလာဘတ်ကွင်းတွင်ထုံးစံတိုင်ပြိုင်ပွဲသချင်းကိုဒီဝင်းလုံးကြောင်းအောင်ဖွင့်ခဲ့ရမှာချန်ပီယံလိပြိုင်ပွဲသချင်းဖွင့်ရမယ်ဆိုယူရိုပါလိပြိုင်ပွဲသချင်းဖွင့်ခဲ့မိတာပါ။နှစ်ဖက်ကစားသမားတွေကွင်းတွင်းနေရာယူပြီးသချင်းကိုစောင့်မျှော်နေရမှာသူတို့မျှော်လင့်ထားသလိုနိုင်ပြီးတော့ချန်ပီယံလိသချင်းတန်ထွက်ပေါ်မလာပဲယူရိုပါလိသချင်းတန်ထွက်လာလို့ကစားသမားတချို့မျက်နာမှာအံ့အားသင့်တဲ့ရုပ်တင်ပြီးမျိုးကိုလည်းတွေးကြရပါတယ်။ဘီလာတင်းကချန်ပီယံလိပြိုင်ပွဲနဲ့15နှစ်ကြာဝေးကွာနေပြီးဒီရာဒီက2010-2017ရာဒီနောက်ပိုင်းပထမဆုံးချန်ပီယံလိပြိုင်ပွဲကိုရှင်ပြိုင်ခွင့်ရတာပါ။အရင်ရာဒီကဘီလာတင်းနဲ့ယူရိုပါလိကိုချိန်ဖန်များစွာရှင်ပြိုင်ခဲ့ရပါတယ်။ ဒါကြောင့်ဗီလာကသားသမားအများစုကယူရိုပါလိတချင်းကိုကောင်းကောင်းရှင်ပါနေကြပြီးတိုင်ရင်မန်ကွန်ဆာအဆရှိတဲ့ကသားသမားတွေကတော့ဒီတချင်းစံထွက်ပေါ်လာတာကိုထူးထူးခြားခြားအံ့ဩမနေတော့ပဲရေပြုံးပြုံးဖြစ်နေပြီးဝလုံးကွဲမရေမိအောင်မနဲ့ထိန်းနေရတဲ့ရုပ်တွေကိုလည်းတွေ့ကြရပါတယ်။ဒီဘက်ကအက်စတန်ဗီလာတင်းရမာကန်ပရိသတ်တို့ဦးဖြစ်သူဗီဒိန်တော်ဝင်မင်းသားဝီလျံလည်းသူသားဂျော့ချ်မင်းသားငယ်နဲ့အတူလာရောက်ကြည့်ရှုခဲ့ပါတယ်။ယူရိုပါလိတချင်းစံထွက်ပေါ်လာချိန်မှာပရိသတ်တို့ကတော့သူတို့တင်းရလှုပ်ပုံကိုင်မှမာယွန်းမှုတွေတိကျမနေပဲပူးပူးဆိုပြီးလောင်ပြောင်အော်ဟစ်ခဲ့ကြပါတယ်။ Okay, I'm gonna go check it out.